ျွန်တော်တို့ဒီနေ့ grade 12ဘောဂဗီရာအကြောင်းလေးစလိုက်ရအောင် grade 12ဘောဂဗီရာအကြောင်းကိုမစခင်ပါ grade 11ကစာလေးတွေကျွန်တော်နည်းနည်းတော့ပြန်ပြီးတော့တွေးကြည့်အောင်ပါဝယ်လောကိုပြဋ္ဌာန်းတော်ချက်ပြနံပါတ်၁လေးလာနေသောခုံစည်းစင်တော့နံပါတ်၂စားသုံးသူဝင်ဝင်နံပါတ်၃စားသုံးသူချိန်နေသမှုနံပါတ်၄အခြားခုံစည်းများစင်တော့နံပါတ်၅စားသုံးသူတို့ဤပြောင်းမှန်းချက်အဲ့မှာမှကျွန်တော်တို့ နေ့ရက်၃ရက်၄ရက်၅ရက်အချားအချဲလို့မှတ်တယ်။ Okay နောက်တစ်ပြန်လာတော့ကြည့်အောင်။ရောင်းတော့ပြထန်းတော့အချက်များနံပါတ်၁လေးလာနေသောကုန်စည်စဉ်တော့နံပါတ်၂လေးလာနေသောကုန်စည်ထုတ်လုပ်မှုစဉ်နံပါတ်၃အချားကုန်စည်များ၏စဉ်တော့နံပါတ်၄ထုတ်လုပ်အချသူတွေရွေချက်အဲ့မှာကျတော့နေ့ရက်၃ရက်၄ရက်ကိုကျွန်တော်တို့အချားအချဲလို့မှတ်တယ်။ဒါလေးတွေကျွန်တော် grade တွေမှာပြန်ပြီးတော့အသုံးဝင်မှာပါ။ စကြောမှာအယောတင်းကကျွန်တော်တို့သုံးမျိုးရှိတယ်ဈေးနှုန်းယောတင်းဝင်ငွေယောတင်းအပြန်လန်ယောတင်းဈေးနှုန်းဆိုရင်သင်္ကေတ POB တာပါအခြေအတွက်သင်္ကေတ QB တာပါဝင်ငွေဆိုရင်သင်္ကေတ YB တာပါအဲ့မှာကျွန်တော်မှတ်ထားမှာ Y ဒီ small letter ဖြစ်ပါတယ် P နဲ့ Q က capital letter အကြီးပါ ညတော့ကျွန်တော်တန်းနဲ့11မှာလည်း why ဆိုတဲ့သင်္ကေတဝင်ဝင်ဖြစ်နေသုံးခဲ့တော့တွေးခဲ့ရတယ်တကယ်လည်းကြောင့်ဝင်ဝင် IMCOM income ဒီမှာကျွန်တော်ဘာလို့သုံးတာလဲဆိုတော့ profit of income ရှိဆိုတဲ့စကားလုံးကနေယူပြီးသုံးတာထို့ကြောင့် why ကိုသုံးတာပါဆက်သွားမယ်ပြောင်းလဲမှုကိုတော့ကျွန်တော်က data လို့သတ်မှတ်ပါတယ်ဝယ်လို့ရ0ရတဲ့တင်ကြတာ ED download ရဲ့ဇင်းလို့သင်္ကေတ ES ဝယ်လို့ရဝင်ဝင်ရတယ်သင်္ကေတ EY အဲ့မှာ D နဲ့ STY မျိုးကိုအောက်ကိုချရေးရပါတယ်တန်းနဲ့ရေးခွင့်မရှိတော့ဘူးဝယ်လို့အပြန်လန်ရတဲ့ EHPY ဒီမှာတော့ကျွန်တော်ကအရှင်မှာအရှင်တွေ့ပေးတဲ့ကုန်စီကိုရှေ့မှာထားတယ်ဈေးနှုန်းပေးတဲ့ကုန်စီကိုနောက်မှာထားပါတယ်အလယ်မှာတော့ပြီးနဲ့ခြာနာထားပါတယ် ဒါလေးကိုကျွန်တော်အရင်ဆုံးပြောကြည့်ရအောင်တကယ်လို့ပေးပို့စာမှာ PAQA ပေးထားခဲ့ရင်မေးတာ PO မေးတာအပြည့်အစုံပြောမယ်ဈေးနှုန်းအစီအတွက်ပေးထားရင်ဈေးနှုန်းအလျော့တင်ကိုမေးတာပါဈေးနှုန်းရော့တင်ကနှစ်မျိုးရှိတယ်ဝယ်လိုရဈေးနှုန်းရော့တင်ရောင်းလိုရဈေးနှုန်းရော့တင်ဝယ်လိုရဈေးနှုန်းရော့တင် ED ရောင်းလိုရဈေးနှုန်းရော့တင် ES ED ES ဘယ်လိုခွဲမလဲကျွန်တော်ဒီလိုလေးအလွယ်မှတ်လိုက်ရအောင် ED ER ခွဲတဲ့အခါအစီအတွက်ကိုကြည့်လိုက်ပါ ဝဲမှာဆိုရင် ED ရောင်းမှာဆိုရင် ES ပြန်ပြောပါမယ် PQ ရဲ့ပေးထားရင် P ကိုမေးတာဒီမှာလို့ပြောမယ်ဈေးနှုန်းရေတွက်ပေးတဲ့အခါဈေးနှုန်းရော့တင်မေးတာ ED လည်းဖြစ်နိုင်တယ် ES လည်းဖြစ်နိုင်တယ် ED ES ခွဲတဲ့အခါအရေအတွက်ကိုကြည့်လိုက်ပါဝဲမှာဆိုရင် ED ရောင်းမှာဆိုရင် ES equation ပြောမယ် ED equal to delta Q by Q multiply 100 by delta P by P multiply 100 ထွက်မဲ့ပြား၅မျိုးရှိပါတယ် infinity ရယ်0ရယ်1ရယ် greater than 1ရယ် less than 1ရယ် infinity ဆိုရင်အလျော်တင်အပြည့်ရှိခြင်း0ဆိုရင်အလျော်တင်ကင်းခြင်း1ဆိုရင်ရှင်နေရော်တင်1ထက်ကြီးအလျော်တင်များတယ်1ထက်ငယ်အလျော်တင်နည်းတယ်ဒုတိယ equation ပေးတဲ့မှာ y ရယ် q ရယ်ပေးထားတယ် y ကိုမေးတာတနည်းအားဖြင့်ဝင်ဝင်အရေအတွက်ပေးတဲ့ခါဝင်ဝင်ရော်တင်မေးတာ ey equal to delta q by q into sorry data q by q multiply by 100 by data y by y multiply 100 format ပြာ၃မျိုးရှိပါတယ်အပေါင်းလည်းဖြစ်နိုင်တယ်အနှုတ်လည်းဖြစ်နိုင်တယ်ဇီရိုလည်းဖြစ်နိုင်တယ်အပေါင်းဆိုရင်ပါမန်ကုန်စည်အနှုတ်ဆိုရင်ကုန်ညံဇီရိုဆိုရင်အခြေခံကုန်စည်ပါတတိယရေကိုရှင်ကုန်စည်၄မျိုးပေးထားတဲ့အခါမှာအပြန်လန်ရော်တင်းကိုမြင်တော့ for example ကုန်စည် h ရဲ့အရေအတွက်နဲ့ကုန်စည် y ရဲ့ဇင်းလုံးပေးထားတယ် ုံစံဝိုင်းရဲ့ဈေးနှုန်းပေးထားတယ်အဲ့ဒါဆိုရင်ကျွန်တော်က h h ကိုအရှိမထားမယ် y ကိုအနောက်မှာထားမယ်ဒီလိုလေးရေးကြည့်အောင် e h b y e h p y equal to data q h by q h multiply 100 data p y by p y multiply 100 သူလက်ထွက်မဲ့ဖြစ်ရသုံးမျိုးရှိပါတယ်အပေါင်းလည်းဖြစ်နိုင်တယ်အနှုတ်လည်းဖြစ်နိုင်တယ်ဇီရိုလည်းဖြစ်နိုင်တယ်အပေါင်းဆိုရင်အစားတို့ခုံစီအနှုတ်ဆိုရင်တွဲဘက်ခုံစီဇီရိုဆိုရင်ပတ်သက်ခြင်းမရှိပါဘူးကျွန်တော်ပြတဲ့သင်္ကေတတွေကိုရှာကြည့်အောင် data q လိုချင်ရင် q right နဲ့က q နှုတ် data p လိုချင်ရင် p right နဲ့က p နှုတ် data y ကိုလိုချင်ရင် y right နဲ့က y နှုတ်အဲ့တော့ကျွန်တော်တို့ဘယ်လို prime နဲ့ဟာနဲ့ခွင့် အရင်လာတဲ့ဟာကိုရိုးရိုးပေးမယ်နောက်လာတဲ့ဟာကို prime လို့ပေးမယ်ကျွန်တော်တို့ credit card သင်ခန်းစာလေးစာလိုက်အောင်ကျွန်တော်တို့ account လေးစာအောင်ဝယ်လို့ရရတယ်နဲ့ရောင်းလို့ရရတယ်ဝယ်လို့ရရတယ်နဲ့စာကြည့်အောင်ကုန်ပြီခုတော့ဝယ်လို့ရရတယ်ဆိုဒီမှာထိုးကုန်စီတို့ဝယ်လို့ရကိုပြတ်ထန်းတော့အချက်တစ်ခုခုပြောင်းလဲခြင်းကြောင့်ကျွန်တော်ရှေ့မှာပြောခဲ့တယ်ဝယ်လို့ရပြတ်ထန်းတဲ့ချက်၅ချက်ထဲက တစ်ချက်ချက်ပြောင်းလဲတာ ਨੇ အဲ့ကုံစီရဲ့ဝယ်လိုအားမြင်များတုံ့ပြန်ပြောင်းလဲသည်ဟုတ်ပေါ်ပြတယ်အတိုင်းတာပြန်ပြောပါမယ်နောက်တစ်ခေါက်ကုံစီကဝယ်လိုအားရောက်တဲ့ဆိုဒီမှာထိုးကုံစီတို့ဝယ်လိုအားကိုပြတ်ထန်းတော့အချက်တစ်ခုခုပြောင်းလဲခြင်းကြောင့်ရေကုံစီဝယ်လိုအားမြင်များတုံ့ပြန်ပြောင်းလဲကြောင်းဟုတ်ပေါ်ပြသည်အတိုင်းတာနောက်တစ်ခုမှမှားတတ်ပါတယ်ယူဆိုင်ပြီးပါ အဲ့တော့ကျွန်တော်ဝယ်လဝိုက်ဇင်းလုံးရုပ်တွေလေးစာကြည့်အောင်ဝယ်လဝိုက်ဇင်းလုံးရုပ်တွေမစာခင်ချိန်မှာကျွန်တော်ပြောစရာလေးတွေရှိပါတယ်အဲ့ဒါဘာလဲလို့ပြောရင်ကျွန်တော်ကဝယ်လဝိုက်ဇင်းလုံးရုပ်တွေဝယ်လဝိုက်ဝင်ငွေရုပ်တွေဝယ်လဝိုက်အပြန်အလှန်ရုပ်တွေဆိုပြီးတော့အမျိုးမျိုးရှိပါတယ်ဒီထဲမှာမှဝယ်လဝိုက်ဝင်ငွေရုပ်တွေဝယ်လဝိုက်အပြန်အလှန်ရုပ်တွေလို့အတိလေးမဖော်ပြထားဘူးဆိုရင်ဝယ်လဝိုက်အလျှော့တင်းဆိုတာဟာဝယ်လဝိုက်ဇင်းလုံးအလျှော့တင်းကိုရည်ညွှန်းခြင်းဖြစ်ပါတယ် အဲ့ဆိုစလိုက်အောင်ဝယ်လိုရဇင်းလုံးရတဲ့ဆိုဒီမှာကုန်စည်တစ်ခုအတွက်ဝယ်လိုအားကိုပြဋ္ဌာန်းတော့အချားအချက်များမပြောင်းလဲသည့်အခြေအနေခုနကျွန်တော်ပြောခဲ့တဲ့1 3 4 5မပြောင်းလဲဘူးဆိုရင်အဲ့ကုန်စည်ရဲ့ဇင်းလုံးပြောင်းလဲမှုကြောင့်ဖြစ်ပေါ်လာတော့ဝယ်ယူမည့်အရေးအတွက်ပြောင်းလဲမှုအချို့စားအဲ့မှာကျွန်တော်တို့ပြောချင်တာကအချားချက်မပြောင်းလဲဘဲဇင်းလုံးပြောင်းလဲလို့ ဖြစ်လာတဲ့အရေးအတွက်ပြောင်းလဲမှုအချိုးစားကိုဈေးနှုန်းယော့တင်လို့ခေါ်တာပါနောက်တစ်ခေါက်ပြန်ပြောပါမယ်ဝယ်လဝိုင်းဈေးနှုန်းယော့တင်ဆိုဒီမှာကုန်စည်တစ်ခုတော့ဝယ်လဝအောင်ပြတ်ထန်းတဲ့အခြားချက်များမပြောင်းလဲတဲ့အခြေအနေမှာထိုကုန်စည်ဈေးနှုန်းပြောင်းလဲမှုကြောင့်ဖြစ်ပေါ်လာတဲ့ဝယ်ယူတဲ့အရေးအတွက်ပြောင်းလဲမှုအချိုးစားအဲ့ဆိုရင်ဆရာတို့ကဘာတွေလဲလို့မေးကြည့်အောင်အခြားချက်ပြောတယ်ခုနပြောကလေးစားသုံးသူကြီးဝင်ဝင်စားသုံးသူကြီးကြိုက်တတ်မှုအခြားကုန်စည်များကြီးဈေးနှုန်းစားသုံးသူတို့ကြီးမျှော်မှန်းချက် ဒီလေးချက်မပြောင်းလဲဘူးဆိုရင်အဲ့ဒီအချိန်မှာအရေအတွက် ပြောင်းလဲဝိုင်းအဲ့ဒါကိုဝယ်လွားရေးဈေးနှုန်းအယော့တင်လို့ခေါ်တာအဲ့ဒါဝယ်လွားဈေးနှုန်းအယော့တင်ကိုဒီတိုင်းတွက်လို့ရပါတယ်ဝယ်လွားဈေးနှုန်းအယော့တင် equation ရှေ့မှာကျွန်တော်ပြောထားပြီးသား ED equal to delta Q by Q multiply 100 by delta p by p multiply 100. Now, so equation ed equal to delta q by q into, sorry, delta q by q multiply by q. I am going to use the little chest. Delta Q by Q. တရားတရားခဏချင်လို့သဘောထားလိုက်အစာကိုအမြောက်ပြောင်းတော့အောက်ကင်းကိုပြောင်းမြန်လင်းမယ် p by data b နောက်ဆုံး data တွေကိုစုလိုက်တော့ဟောဒီကျွန်တော်တို့ final equation ကိုရပါတယ်သင်္ကြန်တွေရှေ့မှာပြောပြသားဖြစ်မယ်ကျွန်တော်တစ်ခေါက်လောက်ပြန်ပြောပါမယ်ဘယ်လိုလဲဇင်းတို့ရတဲ့ပြခင်းက ed ပါဇင်းတို့က p အရေအတွက်က q ပြောင်းလဲမှုက data စပြီးပုံစံစီကျွန်တော်တို့တွားအောင်ပါ ္မာခြေတကိုက်ရဲ့ဈေးနှုန်းကတကိုက်လေ1500ကျပ်မှာ1400ကျပ်သို့ကျဆင်းသွားတော့အခါဈေးနှုန်းဈေးနှုန်းဆိုရင် PO ပေးတာပါအရင်လာတဲ့ဈေးနှုန်းကမူလဈေးနှုန်းဒါကြောင့်1500သည်ပြီပါ1400ကျပ်သို့ကျဆင်းသွားတော့အခါ1400သည်နောက်မှလာတာ P prime ဖြစ်ပါတယ်အဲ့တော့ကျွန်တော် P လည်းသိပြီ P prime လည်းသိပြီ မေးဝတ်ဆက်သွားချီတဲ့ဝယ်ယူမိအရေးအတွက်အရေးအတွက်ဆိုရင်ကျူပေးတာ2500ဒီအရင်လာတဲ့ကျူဒါကြောင့်ကျူရိုးရိုးပါပေါ်မောင်ခိုက်တော့တိုးလာတော့ခါနောက်လာတဲ့ကျူဒီကျူပရိုင်းမှာဝယ်လို့ရရင်တော့ဒီကိုတွက်ချက်နိုင်တယ်သူတို့ဘာလို့ပဲမေးမေးပါကျွန်တော်ကပုံစံမှာပြောပြီးသားရှင်းပါ PQ ရေးပေးထားခဲ့ပြီကိုမေးတာ ဈေးနှုန်းရော်တင်ကိုမေးတာဈေးနှုန်းရော်ဆိုရင် ED ဖြစ်နိုင်တယ် EA ဖြစ်နိုင်တယ်ဒီမှာဝယ်ယူမဲ့အရေအတွက်လို့ဖော်ပြထားတဲ့အတွက်ဒါဒီ ED ကိုမေးကြည့်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်စပြီးတော့တစ်ခုချင်းရှင်းအောင်မူလဈေးနှုန်းဖြစ်တယ် P မှတ်ထားပြီးပါပြီ1500ကျပ်ပြောင်းလဲဝယ်ဈေးနှုန်းက1400 P price 1400ကျပ်ပါဈေးနှုန်းပြောင်းလဲမှု data ကိုလိုချင်ရင် P price နဲ့က P ကိုနှုတ်တော့1400ရတယ်1500တော့100ကျပ်ပါတယ် အဲ့ဆိုအရှိအတွက်ပဲကိုတော့မူလဝယ်ရဲ့ရေတွေကျွန်တော်ပုံစံမှတ်ပြီးွားပြီ2500ခိုင်ပြောင်းလဲွားတဲ့ဝယ်ယူမဲ့ရေတွေက Qbrite 3000ခိုင်ပါအဲ့ဆိုဝယ်ယူမဲ့ရေတွေပြောင်းလဲမှု data ကိုလိုချင်တော့ Qbrite နဲ့က Q ကိုနှုတ်မယ်3000နဲ့က2500ကိုနှုတ်မယ်ကျွန်တော်900ချဲအဲ့မှာတတိထားမှာ unit တွေမကြံခဲ့ရပါဘူးနောက်ဆုံးကျွန်တော် final equation equation လေးကိုတော့ data Q by data B multiply P by Q ဒါဆိုကျွန်တော်တို့ရှာထားတဲ့ data q တွေ data p တွေ p တွေ q ကိုအစားထုတ်လိုက်ပါတယ်နောက်ဆုံးကျန်တာဒီ15ဘိုင်း5ဆိုတဲ့အဖြစ်ရတယ်နောက်ဆုံးတော့ကျွန်တော်ကအပိုင်းလေးနဲ့လုံးဝထားလို့မရပါဘူးထို့ကြောင့်မပြတ်မချင်းစားပေးရပါတယ်ဒီနေရာမှာတော့ gain ပြင်းနဲ့ထွက်ပါတယ်အ gain gain ပြင်းနဲ့မထွက်ခဲ့ဘူးဆိုရင်တော့ဒသမထုတ်ပြီးပြတ်အောင်စားပေးရပါတယ်ဒါတနည်းပါအဲ့ဒါကျွန်တော်နောက်တနည်းနဲ့သွားကြည့်အောင် ောက်တစ်နည်းကမူလ equation ဖြစ်တဲ့ volume ratio တို့ပြောင်းလဲမှုယာဂိုင်နှုန်းကိုဒီဈေးနှုန်းပြောင်းလဲမှုယာဂိုင်နှုန်းနဲ့စားလို့ပြောတာပါသုံးသက်ချက်လေးကိုနောက်ဆုံးမှကျွန်တော်ပေါင်းပြောပါမယ်ချီတဲ့ဈေးနှုန်းပြောင်းလဲမှုယာဂိုင်နှုန်းဆိုတော့ data p by p multiply 100အဲ့ဆိုကျွန်တော်တို့ data p ကိုရှာရဲဟာ p price နဲ့က p နှုန်း p price ဒီ1400 p ရ1500 p နဲ့စားတော့1500နဲ့စားမယ်နောက်ဆုံး အနှုံး20ဘိုင်း3လို့ကျွန်တော်အဖြေထွက်ပါတယ်။ဒါကပိုင်းခြေအတွက်ရှာထားတာပါ။ပိုင်းဝေဝေယူနီတီအရေအတွက်ပြောင်းလဲမှုရှာပိုင်းတော့ data q by q multiply 100 data q လို့ကျွန်တော် q by နဲ့က q ကိုနှုတ်မယ်3000နဲ့က2500ကိုနှုတ်မယ်2000ကနေစမယ်နောက်ဆုံးရတဲ့အဖြေက20ရခိုင်တော့ โอเคအဲ့ဒါဆိုကျွန်တော်တို့အစားထိုးလိုက်အောင်ဝယ်လိုက်ဈေးနှုန်းရတဲ့ကိုလိုချင်ဝယ်ယူရတဲ့ပြောင်းလဲမှုယာကင်နှုန်းဒီဈေးနှုန်းပြောင်းလဲမှုယာကင်နှုန်းနဲ့စကျွန်တော်ဝယ်မိရတဲ့ပြောင်းလဲမှုယာကင်နှုန်းရှာထား20ယာကင်နှုန်းဈေးနှုန်းပြောင်းလဲမှုယာကင်နှုန်းရှာထားအနှုတ်20ဘိုင်3ယာကင်နှုန်းတို့ဒီမှာအစားထိုးလိုက်ပါမယ်အဲ့ဒါ 20ရာခိုင်နှုန်းအောက်ကအနှုန်း20ပိုင်းတော့အစားကိုအမြောက်ပြောင်းတော့အောက်ကိန်းကိုပြောင်းမြန်တယ်အနှုန်း3ပိုင်20 20 20လိုက်မယ် minus 3ပါပဲဒီမှာတော့ percentage ကဖတ်စာဆောက်ထဲမှာတော့မထည့်လို့ကျွန်တော်တို့မထည့်ထားဘူးဒါပေမဲ့သုံးသက်ချက်ရေးတဲ့ခါမှာ percentage ထည့်ပါမယ်ချီအမှန်တော့ပိုင်းချီသည်တစ်ဖြစ်တဲ့အပေါင်းတစ်ဖြစ်နေပါတယ် ဈေးနှုန်းကကျတယ်လို့ပြောထားတဲ့အတွက်ကြောင့်ကျွန်တော်သုံးသပ်ချက်ကိုဒီလိုရေးပါတယ်။ခြိတဲ့ဈေးနှုန်း100ခန်းလုံးကျဆင်းသွားလျက်ခြိတဲ့ဝယ်ယူတော့အစီအတွက်300ခန်းလုံးတိုးလာသည်ဟုဆိုလိုသည်။ဒါသည်ပရမပုံစံရဲ့သုံးသပ်ချက် D20 ရဲ့သုံးသပ်ချက်အတူတူဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်ဒီမှာပေါင်းပြောခြင်းဖြစ်ပါတယ်။ဒါပရမတပုံ။ဥမာနှစ်လေးကိုကျွန်တော်တို့တွေ့ကြည့်အောင်ဒီမှာတော့ကျွန်တော်မြင်မြန်လေးပဲတွေ့အောင်ငါးဈေးနှုန်းဒီတပိတ်တာလေး2000ကျပ်မှလို့သူပြောထားပါတယ်။ ခုနတိုင်းမှာပဲဈေးနှုန်းလို့ပြောရင် PO ပေးတာဒါကြောင့်2000ကျပ်ပြီး P ဖြစ်ပါတယ်3000ကျပ်တို့တက်သွားတော့ဟာ3000ကျပ်ပြီး P prime ပေါ့ငါးဝင်ပြီးအရေးအတွက်မှာအရေးအတွက်ဆိုတော့ QO ပေးတာတရားပိတ်တာမှာ80ပိတ်တာအဲဆို100ပိတ်တာဒီ အရင်လာတာမို့လို့ Q 60ပိတ်တာဒီနောက်မှလာတာမို့လို့ Q prime ပြီးရ Q ရပေးထားရင် P ကိုမေးတာ E တွေလည်းဖြစ်နိုင်တယ် ES လည်းဖြစ်နိုင်တယ် E တွေရခွဲတဲ့အခါအခြေအတွက်ကိုကြည့်လိုက်ပါကျွန်တော်အခြေအတွက်ကိုကြည့်တော့အခြေအတွက်ရှိပါ where ဆိုတဲ့စကားလုံးပါတယ်ဒါဆိုရင် where ယူမဲ့အခြေအတွက် where လွား E တွေပါနောက်ဘက်တော့ဘာမေးလဲကျွန်တော်ဆုံးဖြတ်စရာတော့မလိုတော့ပါဘူး PSU ပေးထားရင် P ကိုမေးတာတနည်းအားဖြင့်ဈေးနှုန်းအယောက်တည်းကိုမေးတာပါ မူလဈေးနှုန်းဒီ2000ချက်ပြောင်းလဲရတဲ့ဈေးနှုန်း P price က3000ချက်ပြောင်းလဲဈေးနှုန်းပြောင်းလဲမှုကိုလိုချင်တဲ့ data P ကိုလိုချင်တော့ P price နဲ့က B ကိုနှုတ်3000နဲ့2000ကိုနှုတ်ပဲ1000ချက်နဲ့ဝယ်ယူမဲ့အခြေအတွက် Q မူလ100ပိတ်တာပါပြောင်းလဲရတဲ့ဝယ်ယူမဲ့အခြေအတွက်က Q price 80ပိတ်တာပါ data q လိုချင်တော့ q prime နဲ့က q နှုတ်80တဲ့အတရားနှုတ်မယ်အနှုတ်20ပြေးတာချင်တယ် ကျွန်တော်တို့ final equation တိုင်းသွားအောင် et equal to delta q by delta p multiply b by q အစားထိုးလိုက်အောင်အလုံး20ပိုင်း1000 multiply 2000ပိုင်း100နောက်ဆုံးဖြစ်သည်3ညတသမ4လို့ထွက်ပါတယ်ဒီမှာတော့တစ်ခါတော့36ကိုကျွန်တော်ပြောသွားပါမယ်ငါးစေးနှုန်း100ခိုင်နှုန်းမြင့်တက်သွားပါက9ဝယ်ယူမိရတယ်ကွာ တုံညာတက်သမ400ခိုင်နှုန်းယော့သွားမယ်လို့ဆိုလိုတာဒုတိယနီးလေးစီတွားကြည့်အောင်ပါငါးဆင်းနှုန်းပြောင်းလဲမှုရခိုင်နှုန်းပိုင်းခြေကိုရှာလိုက်မယ် data p by p multiply တေးရအစားထိုးလိုက်အောင် data p ကိုလိုချင်တော့ p prime နဲ့က p ကိုနှုန်း p prime က3000 p ရ2000 p ရ2000 90ရခိုင်နှုန်းထွက်ပါတယ်ပိုင်းဝေလေးကိုကျွန်တော်ရှာကြည့်အောင်ပါ ငောင်းဝယ်ယူသည့်ရေတွက်ပြောင်းလဲမှုရပိုင်းတော့ data q by q multiply တရား data p data q လိုချင်တော့ q prime နဲ့က q နှုတ် q prime က80 q ဟာတရားတရားနဲ့စားမယ်တရားနဲ့မြောက်မယ်ထွက်လာတဲ့ဖြေက20ရအောင်တော့ eg equal to data q by q into 100 by data p by p into 100လို့ခေါ်ထားတယ်ထို့ကြောင့် ပိုင်းဝေကိုကျွန်တော်ရှာထားအနှုတ်20ရာခိုင်နော်ပိုင်းချီကိုရှာထားတာက90ရာခိုင်နော်နောက်ဆုံးဖြေကကုနာတိုင်းမှာပဲ3.4အနှုတ်ဖြစ်ပါတယ်အဲဒါသုံးသချက်ရေးမယ်90လုံး100ရာခိုင်နော်မြင့်တက်သွားပါက9ဝယ်ယူပြီးအရေးအတွက်3.4ရာခိုင်နော်ရှော့သွားမျိုးဆိုလိုခြင်းဖြစ်ပါတယ်ဒါကျွန်တော်ပထမတစ်ပုတ်ရဲ့နောက်ဆုံးဥပမာဖြစ်ပါတယ်